လူမသိသူမသိကိုကိုရဲ့တိတ်တိတ်ပုံမရဘွားနဲ့တမီးလေးကိုခိုးမွေးခဲ့ရတဲ့သူပါကိုကိုရဲ့အဲ့ဒါတွေကတခြားလူတွေအတွက်ဖြစ်ပါလိမ့်မယ်ဥကရောမင်းမငင်းတယ်မူကျွန်တော်ကပုံကူရေရောလူမူရေရောစီးပွားရေးကဏ္ဍနဲ့လုံးဝမရောပါဘူး ဦးကကိုလေးကပြောနေတာကပုံကိုကိစ္စကျွန်တော်မစင်းစားပါဘူးမင်းဒီစကားကိုတေချာစင်းစားပြီးမှပြောတာကျွန်တော်စကားတစ်ခုတေချာစင်းစားဆုံးဖြတ်ပြီးမှပြောတော့ပါတယ်ဦးကတော့တခြားလူတွေနဲ့မတူချင်ဘူးကွာမင်းဦးကိုတော့အခွင့်အရေးပေးသင့်တယ်ကျွန်တော်စိတ်မကောင်းစွာနဲ့ပဲညင်ပါလေဦးလေး ပြောပါနင်ခေါင်းရေးထားပြီးတော့စဉ်းစားဖို့ပါအဖြေပြောင်းလဲရှိရင်ဥစီကိုဆက်သွယ်ပါသူဖုန်းချလိုက်တော့မယ်နေတကောင်ကပါတယ်လေဒီကောင်တော်တော်ကောင်းပါတယ်ကောင် ိုက်လို့ကောင်မျိုးနဲ့ကိုစကားတွေအများကြီးမပြောချင်ဘူးကွာဒီကောင်စီလဲ share ရအောင်မဝင်ကျင်တော့ဘူးအဲ့ဒါအရှင်ဆုံးဖြတ်ရမှာမဟုတ်ဘူးလေဟိုဘက်ကဆုံးဖြတ်မှာအခုဟိုကဆုံးဖြတ်ပေးလိုက်ပြီလေ share ရရှင်လက်မခံဘူးတဲ့ကိုကိုပဲစဉ်းစားကြည့်လေသူ့ကုမ္ပဏီကိုနေတကုံလို့ပြောင်းလိုက်တဲ့ဟာစီးပွားရေးတက်လာလိုက်တာစနေစီးပွားရေးသမားအားလုံးမျက်စိကျစရာဖြစ်နေပြီ အဲ့မင်းတယောက်တည်းသိတာမဟုတ်ဘူးကိုကိုကလည်းဒေါသဖြစ်နေပြန်ပြီဟိုမိကစကားမားသွားတာပါကိုကိုဆရာလောက်တာမဟုတ်ပါဘူးကို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 ကြည့်ပြောဟိုနေတကုန်းကုမ္ပဏီကိုဆရာဝင်နိုင်တဲ့အခွင့်အလမ်းများမရှိဘူးလားဟဲ့အေးအဲ့ဒါခက်နေတာပေါ့ ကိုကိုရဲ့ပိုင်ဆိုင်မှုအားလုံးဟာနေတခွင့်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်နေပြီစပိုင်နဲ့လည်းဘာမှမဆိုင်တော့တလို့ပိုင်မိသားစုနဲ့လည်းမဆိုင်တော့ဘူးကိုကိုတည့်ရဲ့အတိုင်းပဲလေပိုင်ကြီးကအခုဆိုအခွန်မဲကျန်တော့တာမိမိကတော့လေအိုက်ကလေးစီကစပိုင်ရဲ့ပစ္စည်းတွေအားလုံးမရရတဲ့နည်းနဲ့ပြန်ယူရမှာပဲလုဆမ်းပါ မင်းရဲ့ညံညံနဲ့တွေထုတ်ဆန်းလာကိုကိုနော်ကိုကိုရဲ့စကားတွေကမိမိကိုအထင်သေးမြင်သေးနဲ့တချိန်ကမိမိဘလို့ဘဝနဲ့တီးခံပြီးနေခဲ့လဲဆိုတာကိုကိုအသိဆုံးပဲခလေးနှစ်ယောက်အရွယ်ရောက်မှပိုင်ကြီးဟာမှနေခွင့်ရပြီတော့စီးစိမ်အုပ်ဆောင်မြင်မှုတဲ့မိမကျန်ကြီးပါကြည့်ပါဦးညံညံနဲ့လောဘတွေနဲ့ပြည့်နေကိုကိုရဲ့မိမကျန်ကြီးတို့တချိန်ကလေလူမသိသူမသိ ကိုကိုရဲ့တိတ်တိတ်ပုံမရဘွားနဲ့သမီးနီးကိုခိုးမွေးခဲ့ရတဲ့သူပါကိုကိုရဲ့ဟာပြောနေရလဲမိမိရဲ့တော်ပါတော့မတော်နိုင်ဘူးကိုကိုမတော်နိုင်ဘူးကိုကိုခုပြောနေတဲ့စကားကမိမိရဲ့အတော်ဆိုင်လိုက်ခွဲလိုက်တယ်လို့ပဲပို့ဆိုတာကိုကိုကမိမိစေတနာကိုလုံးဝနားမလဲဘူးမိအယောင်းနဲ့ရပါပဲ ကိုကြီးဘာညောင်းထိုင်ယောဟိုတကွန်းဆိုတဲ့ကောင်လေးကဟိုစက်ပိုင်ရဲ့တူဦးဒီတော့အမွေဆက်ခံသူဖြစ်မှာအဲ့ဒါလုံးဝမတရားဘူးနော်မတရားလဲငါတို့ဘာမှမတတ်နိုင်အောင်ဒါတွေအလုံးကစက်ပိုင်စီစဉ်ခဲ့တာငါတို့မှလုတ်ပိုင်ခွင့်ဘာမှမရှိဘူးဒါပေမဲ့ညီမလေးတို့အတွက်ကတရားမျှတဖို့နီးလန်းရှာအောင်မှမဟုတ်ဘူးလားလို့ အခုပဲငါကုမ္ပဏီကို share ဝင်ဖို့ပြောတာဟုတ်ငါ့ကိုမချေမငံပြောလိုက်လို့ share အရန်ဝင်နေတဲ့မိမိနဲ့အခုပဲစကားများရသေးတယ်ဟွအဲ့ဒါလေးအကုန်လုံးကလေမမမေနဲ့အကိုကြီးမိမအင်ဒရီဆိုးလို့မှွေခဲ့လို့အဲ့ဆက်ပိုင်ရဲ့မွေးစားတာညီမလေးတို့ရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေတာအေးပြီးခဲ့တာတွေမပြောပါနဲ့တော့ဟာနေခုဘာလာလောက်တာလဲပြောဟုတ်သားပဲအကိုကြီးကိုအကူကြီးတောင်းစီရရှိလို့ဟိုညီမလေးတို့လင်မယားနေအောင်လေငွေလွန်နေလို့ အဲ့ဒါကိုငွေလေးလှည့်ခြင်းလို့ကုနီပါလာပြန်ပြီအခုတော့ကုမ္ပဏီကအကျွေးတွေဝိုင်းနေလို့မလောက်လေးမလောက်စားကောင်ကိုအောက်ကျွနေရတာဟာကုမ္ပဏီကဘာဖြစ်လို့အကျွေးတွေဝိုင်းသွားရတာလဲအကိုကြီးစိတ်ဝါရုပ်ဘလို့တွေလုတ်နေတာလဲကိုကြီးရတယ်ဟဲ့နင်ကဘာလို့ပြောနေလဲငါနေတဲ့အကြီးနော်ငါအုပ်ချုပ်တာမကြိုက်ဘူးဆိုရင်နင်တို့ကိုယ်တိုင်အုပ်ချုပ်နိုင်မှုကြိုးစားဂျမအကိုကြီးညီမလေးတစ်ခါရဲ့ပြောထားမယ်နော်ကုမ္ပဏီဒေဝါရီခံသွားတာတို့သူများလက်ထဲကိုထိုးအပ်လိုက်ရတာ 你妈那六我不加进屋，呗？ ြောက်ငါ့အမည်တည်ခဲ့ရတာနေရီဆိုမင်းသာငါ့အပေါ်တစ္ဆာမဖောက်ပဲနဲ့ဆက်ပိုင်ပိုင်သွားမဖို့ဘူးဆိုရင်ငါ့အမည်ရဲရဲဆက်ဆက်စကားလုံးနဲ့ငါပြောခဲ့မိမှာမဟုတ်ဘူးမိမိတွင်ကိုဆွဲလန်းခဲ့ရတာမင်းနဲ့ငါကမိဘတွေပေးစားလို့ယူခဲ့ရတယ်ဆိုပေမဲ့သမီးလေးရလာခဲ့တဲ့အချိန်မှာငါစိတ်က နှွေးထွေးပြီးตาရချူမိန်နဲ့မိသားစုတစ်ခုကိုဖန်တီးခြင်းခဲ့တယ်။ဒါမဲ့မင်းကကိုယောက်ျားကိုဘလို့မှချူမိန်မှုတွေမပေးဘဲနဲ့အချိန်ပြည့်မင်းကောင်းထဲမှာအလုတ်ကိုပဲတွေးနေခဲ့တယ်။အလုတ်ပဲလှုပ်ပြီးတော့ငါ့ကိုကြတော့အထီးကျန်စေခဲ့တယ်။ဒါကြောင့်မဲအထီးကျန်နေတဲ့ငါဘဝကိုချူမိန်မှုတွေနှွေးထွေးမှုတွေပေးဆွမ်းနိုင်တဲ့ဂုံတိုက်စည်ရင်းမလေးမိမိတွေ့ကိုမိမြင်ချင်းမှာပဲဆွဲလန်းခဲ့ရတာ။ မင်းသာငါလိုချင်တဲ့နှွေးထွေးမှုကိုပေးခဲ့မယ်ဆိုရင်အိမ်တော်ကြီးဖောက်ပြန်နေဆိုတဲ့ဂုံပုတ်ကိုလည်းငါပိုင်ဆိုင်ရမှာမဟုတ်ဘူးအိမ်ရီဆိုမင်းနဲ့ငါကလေအစကတည်းကမတွေ့တဲ့နေသူတွေကွာမင်းနဲ့ငါအစကတည်းကမတွေ့ခဲ့ဘူးဆိုရင်မိမိတွင်ကိုလည်းတိတ်တိတ်ပုံမရအဖြစ်နဲ့လူမသိသူမသိယူပြီး

အန်တီသက်ရမောက်တွေ့ချင်တာဘာကိစ္စများလဲအန်တီသက်အတီတယောက်ကအန်တီသက်စီကပတ်စံချီထားတာပြန်မဆက်ဘူးအဲ့ဒါအန်တီသက်သူ့ကိုတရားစွဲချင်တယ်အန်တီသက်သူ့ကိုပတ်စံချီထားပါတယ်ဆိုတာကိုခိုင်လုံတဲ့တက်တီစာရွက်စာတမ်းနေရှိလားရှင့်ရမောက်ပြကြည့်ပါလားအရင်ရင်းနေတဲ့လူဖြစ်နေတော့စာချုပ်စာတမ်းနဲ့တော့မလုပ်ထားနိုင်မိဘူးညီမရဲ့ အန်ဒီသက်မှာသူ့ကိုချီထားပါတယ်ဆိုရယ်တက်သေးစာချုပ်စာတမ်းမရှိအန်ဒီသက်ဘာမှလုပ်လို့မရဘူးပြီးတော့အခုလိုတရားမဝင်ငွေချေးတဲ့အမှုတွေကိုရမမကန်ဘူးအန်ဒီသက်ဒါပေမဲ့ဟိုအန်ဒီသက်ကိုကူညီပေးလို့မရဘူးလားရမရဲ့ဟိုအန်ဒီသက်မှာလေဆုံဆုံထားတဲ့ငွေချေးပမာဏအရမ်းများနေတော့အန်ဒီသက်ယောက်ျားလည်းစုံနေပြီစိတ်မကောင်းပါဘူးအန်ဒီသက်ဒီကိစ္စကတော့ရမဘလို့မှကူညီပေးလို့မရလို့ပါ Emily.